ုံကြီးတွေ့ဘူးတဲ့ဒကာကြီးတယောက်ဒကာကြီးပါရှုတာလဲတပည့်တော်ကဝေဒနာရှုတာဗျဘယ်လိုလို့ရှုတယ်လဲဝေဒနာတပည့်တော်ကဒုက္ခဝေဒနာရှုတာမပေါ်နိုင်ဘူးဗျဝေဒနာကတော်တော်နဲ့မပေါ်နိုင်တော့တပည့်တော်ကရှင်မကြီးကိုခောက်ထိုင်လိုက်တယ်အဲသူပြောတာနော်အဲ့လိုဆိုတော့ရှင်မကြီးခောက်ထိုင်လိုက်တော့မနာပေဘူးလားနာပါဗျာအဲ့ဒီနာရာကြီးကိုကြည်နေတာဟဲ့နာရာကြီးကဘယ်နဲ့တော့ဝေဒနာလားအာယုံလားအာယုံပါဗျာ ာယုံဒါဖြင့် तू အာယုံကြည့်နေတာပေါ့အာယုံကြည့်နေတာအာယုံဟာတကယ်တော့ तू ကပညာပဲဒါကနာတယ်လို့ခေါ်တယ်ဒါကထုံတယ်လို့ခေါ်တယ်ဒါကကျင်တယ်လို့ခေါ်တယ်ဒါကကြိုက်တယ်လို့ခေါ်တယ်နဲ့ရှင်းလူကြီးတွေတတ်မှတ်ပေးခဲ့တာမဟုတ်လားမှန်ပါဗျာဒီတော့ပရမတ်လားပညာလားပညာပါဟဲ့ပညာကြီးရှုမိနေတာပေါ့မှန်ပါခုဘုန်းကြီးတို့ဝိပဿနာရှုရမှာကပရမတ်ရှုရမယ်လို့ပြောတယ်မဟုတ်လားမှန်ပါ ေးတိပြုပရမရှုမြအောင်လို့ခုတိုင်းဆိုရင်နာတာကြိုက်တာခဲတာယေရှုနေတဲ့ဆိုရင်ပညာရှုရရောက်နေတာပေါ့အေးပညာကိုရှုမြရရောက်နေမယ်ဒါအရေးကြီးတယ်နော်ဟိုတယောက်ကပြောသေးတယ်တပည့်တော်ကဆိုရင်အဲဝတ်ပြီးတော့ဒူးဘော်ကိုလက်နှစ်ဖက်နဲ့တောင်ထဲထောက်လိုက်တယ်ဗျာထောက်တယ်ဆိုတော့မနာပေဘူးလားမနာပါဘူးအဲ့ဒီနာတာတွေကိုကြည်နေတာ င်းနာရာဒေကြီးတဲ့ဆိုသူဟာက နာရာကျင်နာကြိုက်တာ ခဲတာအောင်းနာအင်းနာဆိုတာကပရမတ်လားပညာလားပညာဆိုတော့တကယ်ရှိရဲ့လားရှိပါဘူးဟုတ်လက်မှတ်ထားတာမှဲ့ထားတာဒါဟာကျင်တယ်လို့ခေါ်တယ်ဒါထုံတယ်လို့ခေါ်တယ်လို့မှဲ့ထားတဲ့ပညာထားတဲ့ဥစ္စာဘယ်ရှိလိမ့်မလဲနာမမဲ့ရုံမဲ့တာမဟုတ်လားဒါကကျင်တယ်ဒါကထုံတယ်ဒါကကြိုက်တယ်ဒါကခဲတယ်လို့မှဲ့ရုံမှဲ့တာတယ်ဆိုတော့ပညာပေါ့ အဲ့ဒီပညာကြီးကိုသူရှုနေရမရောက်ပြီဘူးလားအဲမှားတာပေါ့သူဘယ်လိုရှုရမလို့ဖျားအဲ့ဒီထုံနေကျင်နေကြိုက်တယ်ခဲတယ်ဆိုတာတည်းဟာဖောက်ပြန်တာထုံနေကျင်နေကြိုက်တယ်ခဲတယ်ဆိုတာ ဖောက်ပြန်တာอืมခန္ဓာကိုယ်ကြီးကမူမမနေဘူးထုံပြလိုက်ကျင်ပြလိုက်ကြိုက်ပြလိုက်ခဲပြလိုက်အောင့်ပြလိုက်အင့်ပြလိုက်လှုပ်နေတာပဲဒါတွေဟာဖောက်ပြန်တာ မူတဲ့အပြင်လဲဖောက်ပြန်မှုပြတယ်မဟုတ်လားပူပြီးတော့ဖောက်ပြန်ပြတယ်အေးပြီးတော့ဖောက်ပြန်ပြကျင်းပြီးတော့ဖောက်ပြန်ထုံပြီးတော့ဖောက်ပြန်ပြကိုက်ပြီးတော့ဖောက်ပြန်ခဲပြီးတော့ဖောက်ပြန်ပြတယ်အဲ့ဓာတွေအကုန်လုံးဖောက်ပြန်တဲ့သဘောတွေပဲဖောက်ပြန်တဲ့သဘောတွေပဲဒီလိုဆိုရင်တော့တဲ့တယ်ပေါ့တတိတတိထုံတယ်ကျင်းတယ်ကိုက်တယ်ခဲတယ်ကြီးတယ်ဆိုရင်တော့မဟုတ်သေးဘူးပေါ့ ဘသူထုံတာလဲငါထုံတာပေါ်ဟဲ့ငါလက်ကျင်တာပေါ်ဟဲ့ငါခအောင်တာပေါ်ဟဲ့ငါကောင်းမှုတာပေါ်ဟဲ့ဆိုရင်ငါကလည်းပါမနေဘူးလားပါပါဘုရားဒိဋ္ဌိမကွာဘူးအဲ့ဒါမျိုးဆိုရင်တော့မှားတာပေါ့အခုတော့မဟုတ်ဘူးဓမ္မကြီးထုံနေကျင်နေကြိုက်တဲ့သဘောကြိုက်တဲ့ခဲတဲ့သဘောထုံနေကျင်နေသဘောဆိုပြီးတော့ဒီဓမ္မကြီးဒီလိုလုပ်နေတာပဲပြောင်းလဲဖောက်ပြန်နေကြတာပဲလို့အဲ့လိုအတိမျိုးနဲ့ပြောင်းသိရင်တော့ဖောက်ပြန်တာဆိုတဲ့အဖြစ်ရောက်တာပေါ့ ဘုရားကိုယ်တော်မြတ်ကြီးကလည်းအခုပြောနေပြီဒီဝေဒနာ၃မျိုးဟာတစ်လှည့်စီဖြစ်တယ်ကွယ်တစ်ခါတလေဒုက္ခဝေဒနာတစ်ခါတလေကြတော့ဒုက္ခဝေဒနာတစ်ခါတလေဥပေက္ခဝေဒနာသူတို့တို့ကမတည်မြဲဘူးပြောင်းလဲဖောက်ပြန်နေကြတာဟုတ်ကဲ့နော်မှန်ပါဗျာဘုန်းကြီးတို့ငွေအခါအိုက်တယ်ပဲဆိုတော့အဲ့ရင်ရတောင်လေးခတ်မယ်မဟုတ်လား ရှားတောင်လေးခတ်တဲ့ခါကျတော့ဘူးအဲ့နေတဲ့ဥစ္စာတွေကိုခတ်ထုတ်လိုက်တာမဟုတ်လားအဲ့တော့အေးကနေမနေဘူးလားဆောစောတုန်းကဆိုရင်ချွေးတပြုတ်ပြုတ်နဲ့အနေရအထရာမခက်ဘူးလားဘာဝေဒနာတုံးဒုက္ခဝေဒနာသူ့ရတောင်လေးခတ်လိုက်တဲ့ခါကျတော့ဟောအေးကနေဆိုတော့ဘာဝေဒနာဒုက္ခဝေဒနာဟောဒုက္ခဝေဒနာကနေဒုက္ခဝေဒနာပြောင်းတာပေါ့ ဟောအော်ဒီလိုကိုဟောရတောင်လေးဟိုဘက်ရောက်သွားတာရှိသေးတယ်ဟောပြန်အိုက်လာပြန်ပြီဆိုတော့ဒုက္ခဝေဒနာကမြဲလားမြဲပါဘူးဟောသူလည်းပြောင်းလဲဖောက်ပြန်လာပဲဘာဝေဒနာဝင်လာတော့ဒုက္ခဝေဒနာဝင်လာတယ်အော်အော်ဒုက္ခဝေဒနာပြောက်တော့ဒုက္ခဝေဒနာရောက်လာတယ်နော်ဟောအော်အဲ့လိုကိုချားအလေလက်ကမြဲနေမယ်ထင်သလားမြဲ အန်သူလည်းပဲပြောင်းပြဲနေတာပဲမဟုတ်လားခတ်တဲ့ကြားထဲမှာဟူမြောက်ဒီမြောက်ကြားထဲမှာကြားအလေလက်ဖြစ်ပြီမလို့ဟောအဲရတောင်လေးရလိုက်တယ်ဆိုရင်မအပူအဲ့ဒီဝင်လာတယ်ပေါ့ဒုက္ခဝေဒနာတွေရောက်လာတော့ကြားအလေလက်ဝေဒနာရှိအောင်မလားအဲ့ဒီနေ့အပြင်ပြောင်းလဲတဲ့သဘောတွေဟုတ်ကဲ့နော်အဲဒုတန်တာမှာရှိတာဝေဒနာဘယ်နှမျိုးတော့၃မျိုး မျိုးဟာမတည်မြဲပဲပြောင်းလဲနေကြတာပဲဟုတ်လားအင်းဒီလိုသိရမှာတဲ့ဖះကဓာတ်ရဆက်ဟောတယ်ဝေဒနာ၃မျိုးရှိတယ်ဒီ၃မျိုးသောဝေဒနာတို့သည်အနေစာမမြဲကြဘူးသင်္ခတာပြုပြင်မှအကြောင်းတရားတွေကပြုပြင်လို့ဖြစ်ပေါ်လာရတဲ့အကျိုးတရားပဋိစ္စသမုပ္ပန္နအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေဟုတ်ကဲ့နော် သူတို့တရားဖောက်လဲဖောက်ပြန်ပြုတ်တဲ့ဤခရဓမ္မာဝရဓမ္မာကုံသွားတတ်တယ်ပြက်သွားတတ်တယ်တင်းငိမ့်နေတာဟုတ်ကဲ့လားဟုတ်ပါပါဒီအကြောင်းရာဒီခေါ်တယ်